မေရိကန်ကယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးရုရှားကရေနံကုမ္ပဏီကြီးနှစ်ခုအပေါ်အရေးယူပိတ်ဆို့မှုအသစ်တွေချမှတ်ပြီးတဲ့နောက်မှာကမ္ဘာရေနံစည်းက9ရက်ခန့်လုံးမြင့်တက်သွားပြီးတရုတ်နဲ့အိန္ဒိယနိုင်ငံတွေကလည်းရုရှားကရေနံဝယ်ယူမှုကိုရှော့ချလိုက်ပါတယ်အမေရိကန်ကရုရှားရဲ့အီယာမရေနံကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Rosneft နဲ့ Lukoil ကုမ္ပဏီနှစ်ခုအပေါ်အ အေးအေးယူပိတ်ဆို့မှုတွေချမှတ်လိုက်တာပါဒီကုမ္ပဏီတစ်ခုကရင်းနှံဝယ်ယူတဲ့တခြားကုမ္ပဏီတွေကိုလည်းအနောက်တိုင်းဗန်စနစ်အသုံးပြုခွင့်ပိတ်ပင်ခံရမှာဖြစ်ပါတယ်ဒါကြောင့်တရုတ်နဲ့အိန္ဒိယနိုင်ငံတွေဟာရုရှားနိုင်ငံကရင်းနှံစိတ်တင်သွင်းမှုကိုရှော့ချလိုက်ပါတယ်ရုရှားနိုင်ငံကပင်လယ်ကသစ်တင်ပို့တဲ့ရင်းနှံစိအများဆုံးဝယ်ယူတဲ့အိန္ဒိယကရုရှားကရင်းနှံစိတင်သွင်းနေတာကိုအကြီးအကျယ်ဖျက်ဆီးလိုက်ပါတယ် တရုတ်နိုင်ငံပိုင်ရင်းနှံကုမ္ပဏီကြီး၄ခုဖြစ်တဲ့ PetroChina, Sinopec, CNOOC နဲ့ကြံခွာကလည်းအ ਨੇ စုံရေသူကာလတစ်ခုမှာရုရှားရဲ့ပင်လယ်ပြင်ရင်းနှံဝယ်ယူမှုကိုရှောင်ရှားလိုက်ပါတယ်။ တရုတ်ဟာရုရှားရဲ့ပင်လယ်ကလာတဲ့ရင်းနှံကိုအများကြီးဝယ်ယူတဲ့နိုင်ငံဖြစ်ပါတယ်။အမေရိကန်နဲ့ဗြိတိန်ရဲ့ပိတ်ဆို့မှုခံခဲ့ရတဲ့ Ronnes နဲ့ Lukai ကုမ္ပဏီတွေကတရုတ်ကိုကြားခန့်ကုမ္ပဏီငယ်လေးတွေကတဆင့်ရင်းနှံတွေရောင်းချပေးလေးရှိပါတယ်။လွတ်လပ်တဲ့ကုမ္ပဏီငယ်တွေအနေနဲ့လည်းလက်တလောမှာပိတ်ဆို့မှုကိုရှောင်ရှားဖို့ရုရှားရင်းနှံပွဲစားလုပ်တာကို website ထားမဲ့အနေထားမှာရှိပါတယ်။ ရင်းနယ်တင်ပို့တဲ့နိုင်ငံများအဖွဲ့ OPEC ကတော့ရင်းနယ်ပြတ်တောက်မှုတွေကိုဖြစ်စည်းနိုင်ဖို့ထုတ်လုပ်မှုလျှော့ချထားတာတွေကိုပြန်လည်မြင့်တင်ဖို့အဆင့်တင်ရှိရလို့ပြောလိုက်ပါတယ်။